အမိန်ထုံးပြန်လိုက်ပါသည်လေတင်တော်အလုံးကောင်းရာသူကတိတပည့်မြွနဲ့ဦးတိန်တွင်းရွာစာတင်ချောင်းကိုစုစုကသူတို့ဘုံကျဲတာမဟုတ်ဘူးလို့ဖြောင်းလင်းပြစားလုပ်တာဟာရေစရာကောင်းတဲ့ပြောဆိုမှုဖြစ်တယ်လို့ဦးတိန်တွင်းရွာသားတွေကတုံ့ပြန်ပြောဆိုကြပါတယ်စစ်ကောင်တရားသူတို့မလို့ပြောရေးတော့ရှင်နေအောင်တိုင်းရလေးနဲ့လာကြည့်ရဗျာနော်ဒါအတိအကျယူတာ သူတို့ဘုံနေနေချဲသွားတယ်မနေ့ပိုင်းကခုနိုင်ပဲလောက်ပဲချဲသွားတယ်သူတို့ချဲတဲ့ဘုံတွေကြောင့်ဒီမှာဒီခလေးတွေစာတင်နေတဲ့ချိန်မှာဒါအပြေပြောက်တွေရတယ်အခုခုနပြောခဲ့တဲ့အတိုင်းပဲ23ယောက်ကလောလောဆယ်ဆုံးပြီပြီကျန်တဲ့လူတွေလည်းတကယ်စုရင်မဲ့ရွာလေးရှိတာမှမဟုတ်သလားဒီအဲဒီရွာဆိုလို့ရှိရင်ဒါကူရသူကွာရကူရသားတွေကဒါကူရသူကူရသားပဲပြန်စာတင်ပြနေတဲ့အချိန်ပေါ့ဒါဟုတ်တော့စစ်ကောင်ကြီးကလည်းလေနေလာကြည့်တာ စေုပ်စုအနေနဲ့ဒေါ်လာရင်းကာလာတစ်လျှောက်လုံးမှာပြည်သူတွေနဲ့ရဟန်းတန်ဃာတွေကိုအမျိုးမျိုးတက်ဖြက်ပြီးသူတို့မတက်ပါဘူးလို့အရှက်မရှိငင်းဆန်တာဟာသူတို့လုံယိုးလုံစင်ဖြစ်တယ်လို့တပင်းမြွတ်နယ်ပြည်သူအုပ်ချုပ်ရေးဖွဲ့တာဝန်ရှိသူတို့ကပြောပါတယ်အာအဓိကတော့ဒါကဟိုဒီတစ်ခါတည်းတော့မဟုတ်ဘူးเนาะဒီရေဆရာတို့မှတ်မိမှာပေါ့ကျွန်တော်တို့ဒီပကူကဝင်းနမိတ်တာတို့ဆရာတော်ဖရာကြီးမှတော့လည်းဒီလိုပဲအဲဒါပြောမယ်ဆိုရင် အဲဒီလိုပဲပေါ့နော် PDF ကပြစ်ပါတယ်ဆိုပြီးတော့သူတို့ထုတ်ပြန်ပြီးရှင်းလင်းကြတာပဲလေအဲအကြတော့ဟိုဟိုပြောမယ်ဆိုရင်တော့ဒါစစ်ကောင်စီဆိုတာကတော့ဒီလိုပဲလေးညာတွေကိုပြောနေဦးမှာပေါ့နော်ကျွန်တော်ပြောင်းနေကြောင်းသားဖြစ်နေဦးမှာပဲပေါ့လေအခုလိုကလေးတွေစတင်နေတာကိုဘလို့ကြောင့်လောက်ရက်တာလဲဆိုတာသူ့အနေနဲ့မသိတတ်အောင်ဖြစ်ရတယ်လို့ဆိုပါတယ် သူတို့ရွာလေးအခုလိုကန်ဆိုးမိုးမောင်ဘာကြောင့်ကြာရောက်ရတာလဲဆိုတာကိုယ်တိုင်တောင်မေးခွန်းထုတ်မရဖြစ်နေပါဗျ။ဒီလိုမျိုးလောက်တာကတော့တော်တော်ကိုစကလုံးမရှိအောင်လွန်စားရစက်ဆုံရရကောင်းပါလေ။ဘလို့မှမလို့တင်းတဲ့အရာကြီးတစ်ခုကိုလုပ်တယ်။ဘလို့မှလည်းမဖြစ်တဲ့အရာကြီးကိုဖြစ်လာကြတယ်ကျွန်တော်တို့ရွာလေ။ဘာကြောင့်မလဲဒီလိုမျိုးတွေကန်ဆိုးမိုးမောင်ကြာပြီးဆက်ရတာတော့။ဒီလိုမျိုးတွေကဘာကြောင့်လို့ရတာတော့ပေါ့။ ကလေးတွေစာတင်တာကို လုံရက်တာကိုအဲ့ဒါကိုဘလို့စိတ်နဲ့ဘာရည်ရွယ်ချက်နဲ့ဘာကြောင့်မို့ဘလို့လုပ်စာတော့သူတွေအားဒီကျွန်တော်ဘလို့တူးတူးတွေ့မှမကြည့်တော့ဒါတွေကိုလုံတဲ့သူတွေကိုဘလို့ကြောင့်လုပ်စာပါတော့လို့ကျွန်တော်တို့ယူအားသိအောင်ဖြေခဲ့ပါအောင်လို့ပြောရချင်းအမိန်တော့ပြန်လိုက်ပါသည်လေတင်တော်အားလုံးကောင်းရာသူကတိဒါကြပါစေ တာဝန်ခံပြည်သူခြေပြုစာတင်ကြောင်းအိုရိန်နေကျေးရွာတပင်းမြို့နယ်စက်တလီရီဟာတနအိမ်ပိုင်း60နေပါဒီလင်းမြအောင်ပြန်တန်းနိုင်တယ်လို့လေကျင်240ကီလိုဂရမ်ထိတည်ဆောင်နိုင်ပါတယ်။မြင်းပေ1800အထိလည်းပြန်တက်နိုင်ပါတယ်။ဒါကြောင့်မျောလင့်မထားတဲ့နေရာတွေကနေရုတ်တရက်ပေါ်ထွက်တိုက်ခိုက်လာနိုင်တယ်လို့သတိပြုပါ။အင်ဂျင်ဆက်တန်ပန်ကာတန်ကြားရင်ပတ်ဝန်းကျင်ကိုလေ့လာပါ။ ဆက်သက်လေးဒီကိုမြန်မာကဒါမမဟုတ်အန်ဒီရဲ့သတိပေးချက်ရရင်ချက်ချင်းဘုံကိုကျင်တဲ့ပုံကိုပါလူထုထက်တဲ့နေရာနဲ့စီရေးအခြေစိုက်စခန်းလိုမျိုးပြစ်မှတ်ဖြစ်နိုင်တဲ့နေရာတွေကိုသတိပြုရှောင်ရှားပါ